မင်္ဂလာပါရှင်တို့ရရှိတဲ့ဘိုင်းမှာတော့ကြောက်ကက်ကလေးအတွက်စစ်ဆေးလို့ရတဲ့ blood test နဲ့ urine test အကြောင်းအတော်ပြည့်ပြည့်စုံစုံပြောခဲ့ပြီးကြပါပြီ။ဆိုရင်ဒီအပိုင်းမှာတော့ကြောက်ကက်ကလေးတို့အတွက်နောက်ထပ်လိုအပ်လို့စစ်ဆေးပေးရတဲ့ test တွေအကြောင်းနဲ့ဘယ်အချိန်မှာကြောက်ကက်စစ်ဆေးမှု လုံးသက်လာလဲဆိုတဲ့အကြောင်းကိုဆက်လို့ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျမရေဘုံဟုတုတများကိုစင်စက်မပြတ်တင်ဆက်ပေးမဲ့ channel လေးဖြစ်လို့ like and subscribe လုပ်ထားကြဖို့လည်းမမေ့နိုင်အောင်နော်။ ကျန်းမာရေးပညာရှင်ကညွှန်ကြားပြီးကြောက်ကက်ကလေးတို့အတွက်လိုအပ်လို့စစ်ဆေးပေးတဲ့ test တို့ကို imaging test လို့ခေါ်ပါမယ်နော်။ imaging test တွေကို ultrasound, CT scan, MRI တို့လို့ခေါ်ပါမယ်။ဆိုရင် ultrasound နည်းပညာနဲ့ကြောက်ကန်စစ်ဆေးမယ်။ဒါကအသံလှိုင်းနည်းပညာကိုသုံးတဲ့စစ်ဆေးခြင်းတစ်ခုပါ။ ultrasound ဆိုရဲအသံလှိုင်းကိုသုံးလို့တို့ရဲ့ကိုရင်းအင်္ဂါတွေရဲ့အရွယ်အစားတွေကပုံမှန်အနေအထားမှာ မှန်နေသလားပုံမှန်ရှိတဲ့အရင်းစားမှာရှိနေသလားသို့မဟုတ်ပုံမှန်အောင်သိနေသလားပုံမှန်ထက်ကြီးနေတာများလားစတာတွေဒီဖို့ဒီစစ်ဆေးခြင်းနည်းနဲ့ကြည့်လို့ရတာပေါ့နော်ကျတော့တို့ရဲ့ကြောက်ကတ်ထဲမှာအဝင်အထွက်လမ်းကြောင်းတိတိမွမွာတွေးကြောတိတိလေးတွေထဲမှာကိုရင်းအရေတို့လွယ်လွယ်ကူကူဖြတ်တန်းသွားလာနိုင်ရဲ့လားပိတ်ဆို့နေရမျိုးရှိသလားလို့သိရဖို့အတွက်စစ်ဆေးတာဖြစ်ပါတယ် ောက်ကက်ကလေးတို့အတွက်သူတို့အလုံမှာအတားအဆီးအဟန့်အတားတစ်ခုခု ဖြစ်မဖြစ်စစ်ဆေးပေးတဲ့ test လို့ပြောရပါမယ်နော် CT scan ရိုက်ယူခြင်းနဲ့ ကြောက်ကန်စစ်ဆေးကြမယ်။ကွန်ပျူတာတိုမိုဂရဖီလို့နာမည်အရှိခေါ်ရတဲ့ CT scan ရိုက်တယ်ဆိုတာကကြောက်ကန်တဲ့ကျိုးရဲ့တခြားကိုယ်ရင်းအင်္ဂါတွေမှာအသေးစိတ်လေးကအစ detail picture ရလာဖို့ X-ray နည်းပညာကိုသုံးလို့ပုံရိပ်ရိုက်ယူသိရှိစေတဲ့စစ်ဆေးခြင်းနည်းပညာတစ်ခုပါ။ ultrasound ကဲ့သို့ခက်စစ်စင်ပါပဲเนาะတို့ရဲ့ကြောက်ကက်အတွင်းနဲ့လေပတ်စီးစင်းတဲ့လမ်းကြောင်းကလေးတွေမှာနေထားပုံမှန်အတိုင်းမဟုတ်ပဲပိတ်ဆို့တာတစ်ခုခုကိုအသေးစိတ်ကြည့်စရာပေါ့ဖြစ်ပါတယ် intravenous contrast dye ဆိုတဲ့ကိုရင်းအင်္ဂါအနေအထားကိုတိတာထင်ရှားစေတဲ့ရောင်ခြယ်သမျိုးကိုအသုံးပြုပြီးတော့စစ်ဆေးတာပါ။ဆိုရင် CT scan ရိုက်တော့မှာမို့လို့မရိုက်ခင်မှာစစ်ဆေးမဲ့သူကိုတွေးပြန်ကြောကနေရောင်းချေဒိုင်းထည့်ပြီးထားမယ်။သို့မဟုတ် solution တစ်မျိုးတောက်သုံးစေရပါတယ်။ဒါကစစ်ရတဲ့ကိုဒရင်းအင်္ဂါပေါ်မူတီကိုလှုပ်ဆောင်ပေးရတယ်ပေါ့နော်။ဒါကိုစိတ်ပူစရာတော့လည်းမရှိပါဘူး။စစ်ဆေးပေးမဲ့ဆေးပညာရှင်က CT scan ရိုက်ဖို့ပြင်ဆင်နေမှာဆက်လို့ညွှန်ကြားပေးတော့မှာဖြစ်ပါတယ်နော်။ဒီလိုဆိုရင်ပိုလို့အသေးစိတ်မြင်ရတာဖြစ်လို့ဝေဒနာအခြေအနေပေါ်ပြကောက်ချက်ချနိုင်တဲ့ဉာဏ်ပညာနဲ့ကြောက်ကက်စစ်စ ေးပေးခြင်းလုံးတို့တိကျတဲ့ကုသရေးပေးနိုင်မှာဖြစ်ပါတယ်။ MRI နည်းလမ်းနဲ့ကြောက်ကက်စစ်ဆေးကြမယ်။တန်လိုက်တဲ့နဲ့ရေဒီယိုလိုင်းကိုအသုံးပြုလို့တို့ရဲ့ခွန်ရင်းအင်္ဂါကိုစစ်ဆေးမယ်။ဒါကို Magnetic Resonance Imaging MRI လို့ခေါ်လိုက်ပါမယ်။ တို့ရဲ့ကိုရင်းထဲကအင်္ဂါအစုံစုံကို အနေအထားလုပ်ငန်းဆောင်တာတွေမှာကောင်းမွန်သလားဆိုတာတိတိကျကျတိတိချာချာမြင်ချင်းသိရှိဖို့ဒီတီးပေးချရဖို့ဒီနီးစနစ်ကအရန်အသုံးဝင်ပါတယ်။ တို့ရဲ့ကြောက်ကွက်ကလေးနှစ်ခုစစ်ဆေးမှုအတွက်ကိုလည်းပဲကြောက်ကွက်ဝေဒနာပတ်သက်ဆက်နွယ်နေခြင်းရှိမရှိရဲ့ကို intravenous contrast dyeing ဆိုတဲ့ရောင်ခြယ်အသုံးပြုပြီးစစ်ဆေးသည့်ရှိစေရပါဒီလိုဆိုတေချာတဲ့ပုံပန်းတဲ့ရလာပြီဖြစ်လို့ကြောက်ကွက်ကလေးတို့အတွက်တေချာတဲ့ကုသမှုစီကိုလည်းတန်းတန်းမမတ်ရောက်စေတာမို့ဝေဒနာလှလှမြန်မြန်ပျောက်စေမယ်စစ်ဆေးခြင်းနည်းစနစ်လို့ပြောရင်မမှားပါဘူးเนาะ ။နောက်ဆုံးတစ်ခုကတော့ကြောက်ကက်ကနေအသားစယူခြင်းနဲ့ကုသတာဖြစ်ပါတယ်။ကြောက်ကက်ရဲ့အသားစ kidney biopsy ရှိရဲဆိုတာကြားမှုကြရဟုတ်ဒါကကြောက်ကဝေနာကိုတေချာတိကျစေဖို့ soul တိတိလေးတို့အကြောင်းကောက်မိဖို့အတွက်ပါပဲအထူးသဖြင့်ကြောက်ကဝေနာရှိနေပါတယ်လို့ယူဆခံရသူပေါ့နော်ဥပမာ nephrotic syndrome သို့မဟုတ် glomerular disease ရှိပါတယ်ဆိုရင်လူနာတွေအတွက်တိကျတဲ့ကုသရေးရစီကိုဆက်လက်စစ်ဆေးခြင်းလို့ပြောရပါမယ် ဒီတော့ကျွမ်းကျင်ဆေးပညာရှင်ကဝိရဏရှိသူရဲ့ကြောက်ကဲ့ရဲ့အသားအစာခက်တီးတီးကိုရယူလိုက်ပါမယ်။ ဒီအသားအစာတည်တည်ကိုဆေးဘက်နည်းပညာရှင်ကပြုပြင်ပြင်ဆင်တာတွေအဆင့်ဆင့်လုပ်ပြီးသွားရင် microscope ဆိုတဲ့အနုကြည့်မှန်ပြောင်းပေါ်တင်မယ်အသေးစိတ်ကြည့်ရှုစစ်ဆေးပါမယ်ဒီအခါမှာကြောက်ကက်ဆိုးရူရဲ့အခြေအနေမှန်ကိုတိတာထင်ရှားမြင်သာလာပါပြီနောက်ထပ်ကြောက်ကက်အသားအစာဆေးဆေးချင်းလုပ်တဲ့အခြေအနေတစ်ခုကတော့ကြောက်ကက်လဲလှယ်ရတဲ့အခါမျိုးမှာ kidney transplant ပေါ့နော်ဒီနေရာမှာ အသားအစာဆေးဆေးချင်းလုံဆောင်တာဖြစ်ပါတယ် ဘဲချိန်တွေမှာကြောက်ကက်စစ်စစ်မှုလှုပ်တင်နေတယ်ကဲဒီတော့ပုံမှန်ကြောက်ကက်ဆေးဆေးခြင်းကလှုပ်တဲ့အခန်းကဏ္ဍတစ်ခုဆိုတာသိခဲ့ပါပြီเนาะ ကြောက်ကက်ကလေးနှစ်ခုကိုအမြဲပုံမှန်စစ်ဆေးရင်ဝင်နေဖို့အကြံပြုလိုက်ရပါတယ်။စစ်ဆေးရမယ့်ကာလအပိုင်းခြားကအထူးသဖြင့်အသက်40နှစ်အထက်ရှိသူများအတွက်ဆိုရင်ကိုကနေထိုင်ကောင်းကျန်းမာသူလည်းဖြစ်ခဲ့မယ်ဆိုရင်တစ်နှစ်တစ်ကြိမ်သို့မဟုတ်နှစ်နှစ်တစ်ကြိမ်ကြောက်ကက်စစ်ဆေးခြင်းလုပ်ပေးသင့်ပါတယ်။တကယ်လို့များစီးကျို့ဝေဒနာရှိထားနေသူသွေးတိုးအခြေအနေရှိထားနေသူနဲ့ကြောက်ကက်ယောဂါရှိထားနေသူတို့အတွက်ဆိုရင်တစ်နှစ်တစ်ကြိမ်သို့မဟုတ်၃လတစ်ကြိမ်ဒါမှမဟုတ်၆လတစ်ကြိမ် ကြောက်ကက်စစ်စစ်မှုလုပ်တင်ပါတယ်။ဒီမတူညီတဲ့အချိန်ကာလအပိုင်းခြားကတော့ဝေဒနာရှိထားနှင့်သူတို့အတွက်ဖြစ်တာမို့လို့ကိုယ့်ရဲ့ပြသနေကြကျန်းမာရေးပညာရှင်နဲ့တိုင်းမင်ကုသရေးရှုနေတာဖြစ်လို့စစ်ဆေးဖို့တက်မှတ်ပြီးရင်နှုံချချက်အတိုင်းကာလအပိုင်းခြားလို့လည်းကြောက်ကက်ကိုသွားလို့စစ်ဆေးပေးရမှာပဲဖြစ်ပါတယ်။ဒီတင်ဆက်မှုမှာတော့တို့ရဲ့ကြောက်ကက်ကလေးနှစ်ခုနေထိုင်ကောင်းသလားလို့သိစေနိုင်တဲ့ test ဆစ်ဆေးခြင်းနီလန်အဖုံဖုံအစုံစုံကိုအတော်လေးသိခဲ့ကြပါပြီနော်။တို့ရဲ့ကိုရင်းတွေကအတန်တိတ်သူရဲကောင်တစ်ဖြစ်လေတိတ်တဆိတ်နီးတက်လွန်တဲ့ကြောက်ကက်ကလေးမျိုးကိုဂယုပြုတ်လှုပ်ဆောင်ပေးရမှလေးတွေလှုပ်ဆောင်ရင်ကျမ်းမာပေါ်ပါနေစေဖို့မမေ့ပါစေကြောင်းကျမ်းမာဒုတာအဖြစ်တင်ဆက်လိုက်ရပါတယ်။သိလိုတဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝေရောက်ဆွေးနွေးမိញလို့ရပါတယ်။ကောင်းတဲ့အချက်တွေအမိရယူဖို့အမြဲတရားကြပါလို့တိုက်တွန်းလိုက်ရပါတယ်။